အင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံတွင်းကပြည်သူ၉တန်းကျော်ဟာငလင်တန်းကိုအပြင်းထန်ဆုံးခံစားခဲ့ရပြီးစကိုင်းတိုင်းအတွင်းကပြည်သူတွေဟာငလင်ဘေးနဲ့စစ်ဘေးကိုတပြိုင်နက်တည်းရင်ဆိုင်နေကြရပါတယ်။ဒီအကြောင်းပြေဆုံးကတော့ဇွဲသစ်ကပြောပြပေးမှာပါရှင်။စကောင်စီကအပြစ်ခတ်ယာယီရဲကြောင်ချင်းညာထားပေမဲ့စကိုင်းတိုင်းဒေသတွေကငလင်ဘေးတင်ကြေးရွာနဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုလက်ရှိအချိန်ထိလုံဆောင်နေတယ်လို့ဒေသခံတွေကပြောပါရယ်။စကိုင်းတိုင်းအတွင်းကကျွာတွေကိုစစ်ကောင်စီကမကြာခဏစစ်ကြောင်းထိုးတာကြောင့်စစ်ပေးရှောင်နေရတဲ့ဒေသခံမိသားစုတွေဟာနေစဉ်ရဆက်ဆိုသလိုပုံရှောင်ထွက်ပြေးနေကြရပါတယ်။မတ်လ28ရက်ကစကိုင်းငလင်လောက်ခတ်ချိန်မှာတော့စကိုင်းတိုင်းအတွင်းကကျွာတခုကမိသားစုတစုဟာငလင်လောက်တာကိုလေကြောင်းတိုက်ခိုက်တယ်ထင်ပြီးပုံခုကျင်းနေဝင်ရောက်ပုံခုခဲ့ရာ ိသားစုဝင်6ယောက်ပြိမိပြီးသေဆုံးသွားတယ်လို့မိသားစုဝင်ဆုံးရှုံးခဲ့သူတယောက်ကပြောပါဗျာ။အားလုံးပေါင်း6ယောက်ကျွန်တော်သမီးရယ်ကျွန်တော်ကလေး3ယောက်ရယ်တော့တူမိုင်းဒီအဖေရယ်ပေါ့။အဖအောင်ဆောင်ရယ်လို့ဒီကျွန်တော်တို့ရွာမှာအဲတိုက်ပွဲဖြစ်တာပါလေ။တိုက်ပွဲဖြစ်တာပေါ့။အဲ့ကလေးကပဲမဝင်ခဲ့ရတော့လောလောဆယ်ငရင်တန်ကြောင့်ဖြစ်သွားတာတော့ခံစားရတာပေါ့။သူပြေးရှောင်တာကတော့အရာရာအားလုံးကဒီတိုင်းပဲဖြစ်လာသလိုဂျိုးနေသလိုဖြစ်နေတယ်။ ဒီမိသားစုလေးပါဝါတာလည်းနည်းနည်းသိသိကြိုက်တယ်ဗျာဘလို့စိတ်သိနေတယ်ဆိုတော့ကျွန်တော်မှအမေရှိသေးတယ်လေအမေတစ်ဖက်နဲ့ဆိုတော့လေဖြစ်ပြီးသားရဲ့တော့ဖြစ်သွားပြီဘာမှမတတ်နိုင်ဘူးအဲ့တော့အမေနဲ့ပဲညီမဲမေ့ပြောလိုက်ကျွန်တော်ပြောလိုက်ဒီသေးရစကိုင်းငလင်ဗဟိုချက်တရားရေခိုင်းဒေတာမှာမြေကြီးအကွက်ကြောင်းတွေဖြစ်ပေါ်ခဲ့ပြီးလူနေအိမ်တွေပျောက်ကျပျက်စီးတာတွေလူတွေထိခိုက်ဒဏ်ရာတွေကြုံခဲ့ရပါတယ်။စကိုင်းတိုင်းရေခိုင်းအင်းရွာမှာဆိုရင်လည်း အသက်80အရွယ်အဖွားတယောက်ငလင်ကြောင့်ခြေထောက်နှစ်ဖက်လုံးအဆောင်ပြိုကျပြိမိပြီးခြေထောက်ဖြတ်ခဲ့ရပါတယ်။ရေခါအင်းဒေတာဟာအရင်ကတည်းကရေခါထွက်တာကြောင့်ရေသားအခက်ခဲရှိနေပြီးအလူရှင်အရာပေါက်နေနေတယ်လို့စကိုင်းတိုင်းကိုကိုရိုင်းသွားရောက်ခဲ့သူကပြောပါတယ်။ကျိုးရှိမှာကအဓိကလိုအပ်တာကစမ်းစီစားပါပြီးတော့ဆစ်လေးရှောင်ရတဲ့ဖြစ်တဲ့အခါကျတော့တို့တို့အတွက်လုံလုံချုံချုံအိတ်ဖို့တဲရီပါရီတတိယရှာလိုအပ်တာပါနော် အဲအခုဆိုတော့ဆီသူတို့နေရတာကဖုန်းကြီးချောင်းနဲ့အဲကတ်နေရတာပေါ့နော်အဲအခုလုံငယ်နေနောက်တဲ့ခါကျတော့လေထပ်ပြီးတော့ငတင်းကအခုစက်တိုက်လုံငယ်ခါကျတော့ အဲအရင်တော့ဆိုလို့ရှိရင်ခွန်ကြီးကျောင်းနေကြတယ်အိတ်ကြတယ်ဒါပေမဲ့အခုငလင်းဖြစ်တဲ့ခါကျတော့ဟိုလိုနည်းနည်းအကွဲကျောင်းနေပါဖြစ်တယ်ပေါ့နော်အစားအုပ်ပြင်မှာအဲအလိုရှိတဲ့ခါကျတော့ပြူကြမှာဆိုတဲ့အတွက်ကြောင့်မို့သူတို့နေနေတာအခုဘယ်လိုလဲမှာအဲဒီအပင်ကြီးအောက်မှာပဲပေါ့နော်အပင်ကြီးအောက်ဒီမှာပဲအဲလိုဖြားခင်းအိတ်တာမျိုးအချင်းတကူခင်းပြီးအိတ်တာမျိုးအဲလိုမျိုးကြီးပဲလုပ်ကြရတယ်ပေါ့နော်အော်ဒီများအဖြစ်နဲ့အကုန်လုံးကဒီအစားအုပ်ပြင်မှာပဲမအိတ်ရဲကြတော့ဘူးပေါ့ဗျာ မြန်မာပြည်တွင်အင်အားပြင်းငလင်ဘေးတင်ဒေသတွေမှာလူပေါင်း16.2တန်းကျော်နေထိုင်ကြပြီးနိုင်ငံတော်ဝန်58မြို့နယ်ရှိလူပေါင်း6.1တန်းကျော်ဟာငလင်တန်းကိုအပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရုံ UNOCHA ကခန့်မှန်းထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်လောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တည်ဆုံးသူစုစုပေါင်း4316ယောက်ဒဏ်ရာရသူ6588ယောက်ပျောက်ဆုံးနေသူ448ယောက်နဲ့ကယ်ဆယ်ရရှိသူ498ယောက်ရှိပြီလို့ဧပြီလ6ရက်ည7:00နာရီအထိ DVB ကကြေညာရှိထားတဲ့စင်းတွေကသိရပါဗျ။ကျွန်တော်ဇွဲသစ်ပါ။